မြန်မာနိုင်ငံမှာပထမဦးဆုံးအကြိမ်အဖြစ် DJ အသံနေနဲ့အတူပြေးကြရမယ် DJ Run Festival ကို2016ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ညနေ4:00ခွဲကစပြီးရန်ကုန်မြို့မှာရှိတဲ့ပြည်သူ့ရင်ပြင်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုတော့စက်တင်ဘာလ16ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ပြည်လန်းမှာရှိတဲ့ Novo Day Hotel မှာပြုလုပ်ခဲ့ပြီးကျင်းပရတဲ့ယူရဲချက်ကိုတော့ပွဲကိုစီစဉ်ကျင်းပမဲ့စင်ကာပူနိုင်ငံက Hemas Pacific Limited ရဲ့ Managing Director ကအခုလိုပြောပါရယ် No actually uh now in a busy society like now everybody is so busy တို့ဟဲ့တောင်းတူ exercise to maintain healthy ဆိုဒီ GRF statement မှာဆိုတော့သူကကျောင်းကျန်ရေးပေါ့ဘာလို့5မီလီယံပေါ့ဝိရှိစုံပါဘူးပေါ့နော်အဲဒီခုနကတစ်ခုကြမှာ1 2မီလီယံပေါ့ဝိရှိနေအဲ့ထဲမှာကျွန်တော်တို့အကျမ်းပိုင်းနဲ့လှုပ်ရှားပြေးလွှားရင်းနဲ့ဇုံတစ်ခုရောက်တာနဲ့အဲကျွန်တော်ရဲ့မတူညီရဲ့ဂီတာ music DJ music တွေကိုခန်းစားမယ်ဆက်ပေါ့နော်အဲ့လိုမျိုးခန်းစားရင်းနဲ့ပေါ့နော်နောက်ဆုံးအဲ့လိုမျိုးမတူညီရဲ့မတူညီရဲ့ DJ music တွေကိုနော်ဇုံတစ်ခုတုံးတစ်ခုချင်းဒီမှာအားလုံးကကျွန်တော်နေလို့ခန်းစားသွားနိုင်မယ်နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ ဘလဆုံး final stage ကိုရောက်မယ်အဲ့မှာကျရင်တော့ကျွန်တော်ရဲ့ဒီအဆိုင်ပါတီပွဲတစ်ခုပေါ့နော်အားလုံးဒီဟိုကဘောင်းဆင်းတဲ့အတိုင်းပဲဆိုတာလေးစီးထားတာဒီပြေးဝဲမှာတော့9ကီလိုမီတာအကွာအဝေးအတွင်းမှာ DJ stage စဉ်5ခုကိုတက်မှတ်ပေးထားမှာဖြစ်ပြီးမလေးရှားနိုင်ငံကအာရှအကောင်းဆုံးအမျိုးသမီး DJ လင်ရင်းနဲ့အခြား DJ သမားတွေကတီးခတ်ဖျော်ဖြေပေးမှာဖြစ်ခါအပြင်းရင်မဟုတ်ဘဲစိတ်လွတ်လပ်စွာကခုန်နိုင်မှုပါစီစဉ်ထားတယ်လို့သိရပါဗျ။ ပါဝင်ဆင်နွှဲကျင်သူတွေအတွက်လက်မှတ်နှုံထားအနေနဲ့နိုင်ငံသားတအုပ်ကိုကျပ်18000ပေးရမှာဖြစ်ပြီးနိုင်ငံသားဆိုပါက18ဒေါ်လာကျပ်တင်မှာဖြစ်ပါတယ်။ကြိုတင်ဝယ်ယူထားမယ်ဆိုပါကနိုင်ငံသားတအုပ်ကိုကျပ်1000ခွင်နိုင်ငံသားတအုပ်ကို15ဒေါ်လာလို့သိရပြီးမကြခင်အချိန်အတွင်းမှာကြော်ညာရောင်းချပေးသွားမယ်လို့သိရပါတယ်။